ျိုးသားလူမျိုးရေးတက်မတော် TNL သိမ်းပိုက်ထားတဲ့ရှမ်းမြောက်နောင်ချိုကတောင်ခမ်းဒေသကိုစစ်ကောင်စီကအပြင်းထန်ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီကမနေ့ကဇွန်လ24ရက်မနက်ပိုင်းကစတင်ပြီးတော့ကန်ကြီးရွာရဲ့အနောက်မြောက်ဘက် နောင်ရဲကျေးရွာရှိလုံဝဲဒေသကိုလေကြောင်းကနေအဓိကထားတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မင်းကမနဲ့ခရဲကနေဘုံတွေစက်တိုက်ကျဲတာနေခင်းမှာတိုက်ပွဲညင်သွားတယ် ဘုံနဲ့ drone တွေနဲ့ကတော့ဇက်တိုက်များအထိကျဲတာဘုံအလုံးပေါင်း80ကျော်တယ်လို့စီးရီးသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်ရွှေသွန်းကျေးရွာနီးမှာလည်းစစ်ကောင်စီနဲ့ဓနုပြည်သူလူမျိုးရေးတပ်မတော် DPLA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနေခင်းအချိန်မှာတိုက်ပွဲခိတ္တငြိမ်သက်သွားတယ်လို့သိရပါရယ် စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားရာနဲ့အနီးဝန်းကျင်ကိုပေါင်900ဘုံနဲ့ပေါင်300ဘုံအပါဝင်ဘုံအလုံးပေါင်း80ကျော်ကို Y12 Jet Fighter တွေနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့ DPLA ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကတောင်ခန်းကနေနောင်ချိုဘက်ကိုအင်အားထောင်ချီတုံးပြီးစစ်ကြောင်းထိုးနေကလက်နက်ကြီး drone ဘုံနဲ့လေကြောင်းအုံပြုနေပေမဲ့စစ်ရေးအထိရောက်မှုမရှိဘူးလို့စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ် စစ်ကောင်စီကမနေ့ကည9နာရီခန့်ကလည်းနောင်ချိုမြို့ရှိတောင်မချမ်းကိုဘုံကျဲချတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါပါရှင်။